မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဆေးဥစုကနေပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကကန့်ကွက်နေတာကြောင့်လက်ခံလာအောင်ဆောင်ရွက်ပေးဖို့အတွက်ဘီလာရုစ်သမ္မတကိုစစ်ကောင်းဆောင်ကအကူအညီတောင်းခဲ့တယ်လို့နေပြည်တော်သတင်းရေးမြစ်တွေစီကသိရပါဗျာ မနေ့ကဘီလာရုစ်သမ္မတမပြန်ခင်စစ်ကောင်းဆောင်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်အဖွဲ့များတီးတန့်တွေ့ဆုံကမြန်မာနိုင်ငံအတွင်းပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းနိုင်ငံတကာကသိအောင်ပြောဆိုပေးဖို့အတွက်အကူအညီတောင်းခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်ရွေးကောက်ပွဲကိုနိုင်ငံတကာကလက်မခံတဲ့အတွက်ဥရောပသမ္မတအမေရိကန်နဲ့နယူးဇီလန်လိုအင်အားကြီးနိုင်ငံတွေကလက်ခံလာအောင်စီယုံပေးဖို့အကူအညီတောင်းခဲ့တာလို့သိရပါရယ် ဘီလာရုစ်တမရမြန်မာနိုင်ငံလာတဲ့အချိန်မှာနှစ်နိုင်ငံအစိုးရကြားပညာရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်ဆက်ရှစ်ဆောင်ကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ပဲဘီလာရုစ်တမရလူကာရှန်ကိုအတွက် lobby ကြီးတသက်တာဖြစ်တယ်လို့နိုင်ငံရေးလီလာသုံးသက်သူတအုပ်က TV ကိုပြောပါရယ်စစ်ကောင်းဆောင်ကဥဆောင်ပြီးလုံမဲ့ရွေးကောက်ပွဲကိုဥရောပသမဂ္ဂအမေရိကန်လွှတ်တော်နယူးဇီလန်အာဆီယံအဖွဲ့အမျိုးသားညီညွတ်ရေးအဖွဲ့အပါအဝင် ပြည်တွင်းပြည်ပအရက်ဖက်အဖွဲ့အစည်းတွေကကန့်ကွက်ထားကြပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသဟင်းသာတိုင်းအနီးမှာနိုဝင်ဘာလ28ရက်နေ့ညနေပိုင်း9နာရီလောက်က Honda ဆက်လေတစီးနစ်မြုပ်ပြီးကလေးငယ်အပါအဝင်၂ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။လူ၅ယောက်လိုက်ပါလာတဲ့ဆက်လေဟာလိုင်းလုံးတန်းကြောင့်တိမ်းမောက်ခဲ့တာဖြစ်ပြီးအနီးအနားကလူတွေကကူညီကယ်ဆယ်ပေးခဲ့တာကြောင့်လူ၃ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အသက်9နှစ်အရွယ်ကလေးငယ်နဲ့အသက်22နှစ်အရွယ်လူငယ်အမျိုးသားတို့ရေနစ်သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ Honda ဆက်လီကသေပြီးလူများတဲ့အတွက်ဖြစ်တဲ့အချိန်ကလှိုင်းလုံးကြီးပြီးဆက်လီမောက်သွားခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပြပါဗျ။ဒါအပြင်ရေနစ်သေဆုံးခဲ့တဲ့ကလေးအလောင်းကို28ရက်နေ့မနက်ကပြန်တွေ့ပြီးဂျန်နေတယောက်ကိုတော့ညနေပိုင်းမှာပြန်တွေ့ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ပြန်လည်တွေ့ရှိခဲ့ရတဲ့အလောင်းတွေကိုကယ်ဆယ်ရေးအဖွဲ့ကနန်းပန်စေယုံကိုပို့ဆောင်ပြီးဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာတကြုံမယ်လို့သိရပါဗျ။ဆက်လီမောင်းနှင်သူကိုရဲတွေကဖမ်းဆီးသွားပြီးဆက်လီမောက်တဲ့ဖြစ်စဉ်ကိုအွန်လိုင်းပေါ်မတင်ဖို့ရဲတွေကပြောထားတယ်လို့ဒေသခံတွေကပြောပါဗျ။လက်ရှိမှာလဲစားမသည်ရောက်ရှိနေပေမဲ့အင်းလေးဒေတာမှာအချိန်အခါမဟုတ်မိုးရွာသွန်းတာကြောင့်ရေတွေတက်နေရလို့ဒေတာခန့်တွေစီကသိရပါရဲ့ရှင်။ မိုးကုတ်မြို့ကနေထွက်ခွာမဲ့ရက်တွေမှာဒေတာတော်လိုင်းအင်အားစုတွေလုံးဝကြီမဖောက်ဖို့ TNL တားမြစ်ထားတယ်လို့မိုးကုတ်သပိတ်ကောင်းဆောင်ကပြောပါရယ်ဒီသတင်းကိုတုတ္တချမ်းသာပေးပို့ထားပါရယ်ရှင် မန္တလေးတိုင်းမိုးဝမြို့ကိုလက်လွတ်ဖို့စစ်ကောင်စီနဲ့သဘောတူထားတဲ့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် GNL ကနိုဝင်ဘာ29နဲ့30ရက်နေ့တွေမှာနောက်ဆုံးထားပြီးမြို့ကနေထွက်ခွာသွားဖို့ရှိနေတယ်လို့မိုးကတပိတ်ကောင်းဆောင်ကပြောပါရယ်အဲ့ဒီရက်တွေမှာစစ်ကောင်စီတပ်တွေလည်းတခါတည်းဝင်လာတာမျိုးဖြစ်လာနိုင်ပြီးဘလို့ပုံစံဘယ်လမ်းကြောင်းကနေဝင်လာမယ်ဆိုတာကိုတော့အတိအကျမသိနိုင်သေးဘူးလို့ဆိုပါရယ်မိုးကမြို့ကိုလက်လွတ်မယ်လို့ GNL ကအောက်တိုဘာ29နေ့မှာကြေညာခဲ့ပြီးနောက်ပိုင်းဒေသကာကွယ်ရေးအဖွဲ့တွေကိုသူတို့သတ်မှတ်ထားတဲ့စခန်းကုန်းတွေမှသာအခြေချခွင့်ပြုထားတယ်လို့လည်းသိရပါရယ် လက်တလောဖြစ်ပေါ်နေတဲ့မတရားဖော်တော်လန်းစုံဘက်ကနေအင်အားအလုံးရင်းနဲ့ဝင်လာမယ်။ TNL ဝစ်ဆောင်တွေဝစ်ပြီးမုကုမျိုးရဲစစ်ကောင်စီတပ်သားတွေစိတ်ဝင်နေပြီဆိုတဲ့သတင်းတွေကတော့ စစ်ကောင်စီဘက်ကဒေါ်လာရင်းအင်အားစုတွေရဲ့တုံ့ပြန်မှုနဲ့မျိုးပေါ်ကအခြေအနေတွေကိုထောက်ကြည့်ဖို့တည်ငစားတာမျိုးဖြစ်တယ်လို့မိုးကိုတပိတ်ကောင်းဆောင်ကမှတ်ချက်ပေးပါတယ်။ထောက်ကြည့်တော့လည်းအဲ့လိုလှုပ်ရှားမှုတော့မရှိဘူး။စုဖွဲ့နေတာတွေတော့ရှိတာပေါ့။ဖော်တော်လမ်းစုံဘက်ကဆိုတာဖြစ်နိုင်ခြေတော်တော်နည်းတဲ့သဘောရှိပါတယ်။တကယ်တမ်းသူတို့ဝင်လာရင်မျိုးရဲ့အရှိတ်ချမ်းပေါ့နော်။အဲ့ဒီကိုတကယ်ရှမ်းလမ်းစုံအိုက်ဘက်တချို့ကနေဝင်လာဖို့များတယ်။ CNL လေးကိုစုံပွပြီးတော့အထဲကိုစိတ်ဝင်နေတယ်ဆိုတာတော့ ကျွန်တော်တို့တခြားတော့မသိနိုင်ဘူးဒါပေမဲ့ဖြစ်နိုင်ချေတော်တော်နည်းတဲ့ကိစ္စလို့ကျွန်တော်တို့မြင်နေတယ်မြို့ထဲမှာလည်းအဲ့လိုကျွန်တော်တို့ထောက်ကြည့်သလောက်တော့အမှအဲ့ဒီအခြေအနေကြီးတော့မတွေ့ရသေးဘူးပေါ့နော်မြို့ထဲကနေတော့အစောပိုင်းရက်တွေကနေရာချထားပြီးတော့အဲ့ဒီနေရာတွေမှာစုံမကုန်းနေပေါ့နော်အဲ့ဒီနေရာတွေမှာတော့တောင်းနေနေကြတယ်မြို့ထဲမှာတော့လို့မရှိတော့ပါဘူးအစောပိုင်းရက်ကလေးကပေါ့နော်ကျွန်တော်တို့ရှိတဲ့နာတော်ဝိုက်ကိုလာပြီးတော့တက်ဖြန့်ထားတဲ့ရှိတဲ့တရားနယ်လေးကပေါ့နော်29လောက်ဆိုသူတို့စုံမယ်လို့တော့ပြောတယ်အစကုန်30ရက်နေ့လောက် ကျွန်တော်တို့ပြောတာတော့အဲ့ဒီရက်ဒီမှာကြီပေါက်လို့မရဘူးပေါ့နော်အဲ့ဒီနောက်ဘလို့ထွက်သွားပြီးနောက်ဘလို့ဖြစ်ဆိုတဲ့အနေထားမျိုးပေါ့လေပြောဖို့နည်းနည်းဆိုသေးတယ်ဆိုဒီအဲမှာအလက်ကြောင်ချိုးပွေတွေအများကြီးရှိနိုင်သေးတယ်ပေါ့နော်တကယ်လေကတက်တီကိုဆုတ်ထားပေါ့နော်ဘယ်နာမှတိနေစားကြီးမပေါက်ရဘူးလို့ဆိုထားပေမဲ့လို့အဲထဲမှာဘယ်သူတွေရှိမလဲမရှိဘူးဆိုတော့သူတို့လည်းစဉ်းစားမှာပဲဒီနော် ဘိုးဘိုးမျိုးကနေပြန်တယ်ထွက်ခွာသွားတဲ့အချိန်မှာဒေသကာကွယ်ရေးအဖွဲ့တွေကဘလို့တုံ့ပြန်ရှေ့ဆက်မယ်ဆိုတဲ့ကိစ္စရဲ့ကိုတော့ဆွေးနွေးတိုင်ပင်လည်းဖြစ်ပြီးဆုံးဖြတ်ချက်မကျသေးဘူးလို့ဒေသတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ မိုးကုံမြို့နယ်နယ်မြေချင်းကြီးစံနေတဲ့မတရားနယ်တစ်ခုလုံးဒီပါကိုစစ်ကောင်စီကစုံမထားပြီးလက်ရှိမှာအစ်ကုနယ်ကိုစစ်ကြောင်းထုမဲ့အခြေအနေဖြစ်နေပြီလို့ဆိုပါတယ်။တနယ်လုံးဆိုပါတော့ဗျာမတရားအနောက်မြောက်ချမ်းကမြစ်ကမ်းဘေးကရွာလေးအနှဲငယ်လောက်ပဲရှိတော့တယ်။ကျန်တဲ့နေရာတွေကအကုန်လုံးစကားဆဆိုးမိုးသွားပါကြီးဗျ။ဆက်ပြန့်မှုတော့ရှိတဲ့အခါရှိတယ်။နေရောကတော့အရင်သက်ဆိုင်တော့နေတယ်။အခုသူတို့ချော့ပြီးတော့သူတို့ဒီလိုကိုစီယုံခေါ်နေတယ်။ဒီကသူတို့မဲအတွက်ပဲလို့ကျွန်တော်တုံ့တန်မိတယ်ဗျ။လက်ရှိမှာတော့ကျွန်တော်တို့မတရားနယ်မှာစစ်ကြောင်းက၄ကြောင်းထိုးနေတယ်ဗျ။ဖြစ်ပဲ က်ဆုံးများကြောင်းကတော့ကရက်ချင်းရွာနာကိုရောက်နေပြီလို့တင်ရရှိတာပါတယ်ဗျ။စင်ကူးမြို့နဲ့ရှေးတောင်ချမ်းကရက်ချင်းရွာကိုရောက်ရှိနေပြီလို့တင်ရထားပါတယ်ဗျ။မိုးကုံမြို့နဲ့မူမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတစ်နှစ်ကျော်ကြာမှတရုတ်အစိုးရရဲ့အကြောင်းဝင် PR ပေးမှုကြောင့်ပြန်လည်လွှဲရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ဒီချင်းရင်းနဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူတို့ DVB ကအချိန်ချင်းဆက်သွယ်မေးမြန်းမှုစူးစမ်းပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ကျွန်တော်တုတ္တချန်တာပါ။ ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာမဲစင်းတွေမှားနေတာကြောင့်နိုဝင်ဘာလ28ရက်နေ့ကစပြီးလဝကနဲ့ရကြေးအုပ်စုအဖွဲ့တွေကတရင်တက်စင်ပြန်လည်ကောက်ယူနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မနေ့ကမော်ဘီရွှေမြရာကျေးရွာမှာလဝကနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကမှားရွင်းနေတဲ့မဲစင်းတွေကိုအင်နာယာရောက်လိုက်လာပြီးပြင်ပေးခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါဗျ။ မာရွင်းနယ်မဲဆင်းမှာလူတယောက်ကို၃၄ချိန်ပါနေတယ်လို့ဆိုပါရယ်။မော်ဘီမြို့နယ်ပတိကုန်းကျေးရွာနဲ့ညောင်ကုန်းကျေးရွာမှာလည်းတည်ဆုံးသူနဲ့ပြောင်းရွှေ့သွားသူတွေမဲဆင်းမှာအများပြားပါဝင်နေပြီးလက်ရှိနေထိုင်သူတွေမပါလို့စည်ရင်းပြန်ကောက်နေရတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။မဲဆင်းမာရွေးနဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ကလာဝကအဖွဲ့နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာရွှေမြရာကြေးရွာအုပ်စုပတိကြေးရွာအုပ်စုဆက်တော်ကြေးရွာအုပ်စု ညောင်တကာကျေးရွာအုပ်စုနဲ့ညောင်ကုန်းကျေးရွာအုပ်စုမှာစည်ရင်းအစ်စ်ပြန်လည်ကောက်ခံခဲ့ကြတာလို့မြို့ကန်တွေစီကသိရပါဗျ။ဒီဇင်ဘာလ28ရက်နေ့မှာဆေးအုပ်စုကပြည်လုံးမဲ့ရွှေကောက်ပွဲမှာမော်ဝီမြို့နယ်မှာစက်ခိုင်ရဲ့အပါအဝင်ပါတီ၈ပါတီနဲ့တတိပုဂ္ဂလခုစလဲများပါဝင်ရှင်ပြိုင်မှာဖြစ်ပါဗျ။အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွှေကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွှေကောက်ပွဲဖြစ်တာကြောင့်ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုံချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုဟာဗင်နီဇွဲလားနဲ့တင်းမာမှုတွေတိုးလာတဲ့အချိန်မှာပဲ USS Gravely Cruise ဒုံးကျည်တင်ဖြတ်သင်းဖို့ကိုနိုဘာလ28ရက်နေ့ကြာတာပရင်းနေ့မှာပေါ်တိုရီကိုနိုင်ငံဖွန်စ်မြို့မှာရှိတဲ့ရေတပ်ထောက်ပံ့ရေးသင်းဖို့ဒဇင်းနားမှာစိုက်ကပ်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲကျွန်းရဲ့အရှိတ်ကအရင် Roosevelt Rose Scan က F35B တိုက်လေယာဉ်ဒဇင်ပြန်တက်သွားတာကို Writer သတင်းဌာနရဲ့ရုပ်သံမှတ်တမ်းမှာဖော်ပြထားပါဗျ။ သမရနီကိုလတ်မာဒူရိုရဲ့အစိုးရနဲ့ဆက်ဆံရေးဆိုးဝါးလာခြင်းနဲ့အတိမပြည့်ဝသေးတဲ့ဒါမှမဟုတ်သမရဒေါ်နယ်ထရန့်ကလည်းလူသိရှင်ကြားခွင့်ပြုချက်မရသေးတဲ့စစ်စင်ရေးတွေအကြောင်းသတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုကဗင်နီဇွဲလားနားမှာစစ်ရေးအတိုးမြင့်လှုပ်ဆောင်နေတာပါစတာပရင်းညနေပိုင်းမှာထရန့်ကအမေရိကန်ပြည်ထောင်စုဟာဗင်နီဇွဲလားမှုရစ်စေဝါရောင်းဝယ်ဖောက်ကားသူတွေလို့တန်တရားရှိသူတွေကိုမြေပြင်ပေါ်မှာလည်းရပ်တန့်ဖို့အရေးယူဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ် ဗင်နီဇွဲလားဆက်သွယ်ရေးဝန်ကြီးဌာနကမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပါဘူးရှင်။ DVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါ။ကျမရောငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။